။ရင်္ဂလာပါရှင်။ MSH Horror Story Channel ကနေပရိသတ်များကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာကတော့ဆာရေးဆရာကြောင့်များတန်ဟေးသားထားတယ်။ဘိုးတော်ကင်းဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းရှိကိုတင်ဆက်ပေးခြင်းပါတယ်။ဒီဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားနူဒီကောင်းလောင်းလေးကိုလည်းနှိပ်သွားပြီးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။ခါဆပြီးတော့ဇာတ်လမ်းလေးကိုစတင်နားဆင်ကြည့်လိုက်ကြရအောင်ပါ။ ဘိုးတော်ကင်းရောက်ရှိလာခြင်းသူချင်းဆိုထားတဲ့တနင်းကနေနေခမဦးလာမှာမလို့ဘယ်မှမသွားပဲစောင့်နေရတယ်။မနေ့ရှင်းနာရီးခန့်မှာသူစည်းလာတဲ့ကားကြီးအိမ်ရှိရောက်လာခဲ့တယ်။ကားပေါ်မှာဆင်းလာတဲ့ခမဦးမှာဘိုးတော်ဟန်ပန်များလုံးဝမရှိတော့ပေ။အခုမှပင်ခမဦးရဲ့မူလပုံစံဖြစ်ပေါ်လာခဲ့တယ်။စပုတ်ရှက်အဖြူနဲ့တက်ထရွန်ပေါင်းမီနဲ့ပြာရောင်ဝှက်ထားတယ်။လက်ထဲမှာလည်းပြပရောင် ဒူးရစပယ်ရှယ်တန်မှုအဝါကလေးကင်လေရဲ့စေးလာတဲ့ကကိုပြန်လွှတ်လိုက်တယ်ကျွန်တော်ထံမှာအေးအေးစစ်စစ်နေမဲ့ပုံသူ့ရဲ့တက်ရောက်ရှိစဉ်ကနာမည်ကျော်လူသိများတဲ့ဘိုးတော်ကင်းနဲ့စကားပြောခဲ့ရတယ်အခုခင်မောင်ဦးခေါ်ဂျစ်တူစိုးပင်နေစကားပြောရမယ်ငယ်မှုအတိုင်းမင်းနဲ့ငါနဲ့အားရပါရကြည့်ပုံသူပြောစီရရှိမရှိတော့မသိကျွန်တော်မေးစီရတွေကတပုံတပင်ပါထမ်းမိတာနဲ့သူကစကားစားတယ် မင်းရီတို့စီရောက်သေးတယ်မလားအေးရောက်တယ်ကွအားလုံးနေကောင်းတယ်ငါရောက်တော့ငါတမီးအကြီးလေးနည်းနည်းဖြားနေတယ်နေပါဦးမင်းနဲ့ကလုံလုံအဆက်အသွယ်မရှိတော့ဘူးပေါ့အေးဒီလောက်ကြီးတော့ဖြစ်ဖို့မကောင်းဘူးကွ ဖြစ်လာတဲ့အခြေအနေဆိုတော့လေမတက်နိုင်ဘူးပေါ့ကွာငါလည်းစိတ်တော့ဘယ်ကောင်းပါမလဲဓာတ်နဲ့နေပါဦးငါအเจ้าနေဘာပြောလိုက်သေးလဲမင်းနဲ့သူနဲ့ဒီလိုဖြစ်နေတဲ့အကြောင်းပေါ့ ထူးထူးခြားခြားပြောလိုက်တာကတော့မင်းလုံနေတာတွေဟာသူတို့သားမီးအတွက်အရှက်ရစေတယ်ပေါ့ကလေးတွေမျက်နှာထောက်ပြီးတော့မလုံတဲ့နဲ့အကြောင်းလဲပြောလိုက်သေးတယ်ငါအိမ်ထောင်အကြောင်းကိုဒါတော့ဘာမှမပြောဘူးကွာသူစိတ်ဝင်စားဟန်နေမရှိပါဘူးကွာမင်းပြောပါဘကောလားတငယ်ချင်းရင်းနဲ့ဒီလိုဖြစ်တာလဲဖြစ်လာတဲ့အခြေအနေအရာလုံးလိုက်ရတာပဲငါအခုဒီလိုဖြစ်တာဟာလဲဖြစ်လာတဲ့အခြေအနေပဲလေဘာမှမတတ်နိုင်ဘူးလေကွာလောကကြီးကဖြစ်ချင်တိုင်းဖြစ်နေတာမဟုတ်လား ဟဲ့ကောင်ရလောကကိုမပြောဆမ်းပါနဲ့ကွာ ကိုဖြစ်ချင်တယ်လို့ဖြစ်နေတာလို့ပြောဆမ်းပါကွာထားပါတော့ကွာမင်းရဲ့ဖြစ်ပျက်ကိုလည်းရှင်းဆမ်းပါအောင်အေးငါပြောမယ်တငယ်ချင်းဒါပေမဲ့ငါပြောတာတွေကိုမင်းဘယ်သူမှပြန်မပြောရဘူးလို့ဂတိပေးရမယ်ကွာစိတ်ချဆမ်းပါကွာမင်းထိကြအောင်ငါဖယ်လို့ပါမလဲသူ့ကိုဂရိပေးထားတဲ့အတိုင်းဘယ်သူမှမပြောခဲ့ပါ ကျွန်တော်ရဲ့ဂရိရဲ့အတိုင်းစောင့်ထိန်ခဲ့ပါတယ် ဘာဆက်ဖြစ်ကျွန်တော်မပြောပါ။စာရေးရေးပြောခြင်းကိုတော့ခွင့်လွတ်ပါတငယ်ချင်းလို့တောင်းပန်လိုက်ပါတယ်။ဝါသနာကိုတားမရတာကြောင့်ရေးမိတာကိုခွင့်လွတ်ပါလို့။ကြီးတို့တားမိတွေပြန်သွားတော့ငါကကတားမှာပဲကြံ့ရိတ်ခဲ့တယ်။ဖြစ်ပျက်ခဲ့တဲ့အမှုမှာထောက်ကြပေမဲ့အလုတ်ကတော့ပြုတ်သွားတယ်ကွ။သူတို့သားမိတွေမရှိတော့ပို့ပြီးတော့ပေတင်နေခဲ့တာပေါ့ကွာ။ကြီးကငါးစီကတပြားတစ်ချက်မှယူမသွားဘူး။ရှိသမျှတုံဖြုံပြီးပျော်ပျော်ကြီးနေခဲ့ရတယ်။မင်းသိတဲ့အတိုင်းပေါ့ကွာ အရက်ကတော့မိုးမလင်းပဲမိမတွေကတော့ကွာစီစားသလိုပဲကွာတခွန်ထွက်သွားနောက်တခွန်ရောက်လာတာပဲဟာ တနစ်တောင်မကြဘူးဟေယောဂရလာရောတသက်လုံးဖုံးသမျှကုန်းတော်မှာ ပေါ်ဆိုတာလိုပါတသက်လုံးပေတီဒန်းတွေကအသက်နဲ့တမျှဖြစ်တယ်ဆိုတာနဲ့ချုံမွေချငိုရတော့တာပဲငါနေရွယ်နဲ့နှာသီးဖျားတွေကနီးရဲပြီးထူလာတယ်ဗစက်နဲ့နဖူးစတွေမှာအဖြူကွက်တွေဖြစ်ပေါ်လာတယ်ကွာ ဆရာဝန်ပြတ်လိုက်တော့ငါကိုပြက်စာပြုတ်လာပြီဆိုတာသိရတယ်တောက်ဖို့တောက်ဖဲပျော်ဖို့ပျော်ဖက်အပေါင်းအသင်းတွေကလည်းငါအနာကနေခွာကုန်ကြပြီကွာဒီတော့ငါအိမ်ထဲကတောက်မူးလာရင်ငိုဖို့တောက်ရင်ငိုငိုရင်တောက်နေအချိန်တွေကတစတစဆိုးလာတယ်ဆရာဝန်ကလည်းဒီလိုဆက်တောက်နေရင် तू မကုနိုင်တော့ဘူးလို့ပြောရောငါလည်းဖြတ်ဖို့တူးစားပါတယ်ကွာဒါပေမဲ့အရင်မတောက်ရင်ငါဘဝအကြောင်းနေစင်စားရင်ငိုပဲစင်နေရတာ ਨੇ ဖြစ်ချင်တာဖြစ်ဆိုပြီးတော့အရက်ကိုမဖြတ်တော့ပဲဖိတောက်လိုက်တယ်ကွာတည်ရင်လဲအေးတာပဲပေါ့တည်သွားတဲ့အပုတ်ကောင်ကလူတွေကယွန်းတာမဟုတ်ဘူးဖယ်ချင်းကြတာမဟုတ်ဘူးကွာမတည်သေးတဲ့ငါ့ကိုလည်းယွန်းနေကြပြီဖယ်ချင်းနေကြပြီကွာငါငါတဲ့အိမ်ကလည်းပြောင်းပြေးဖို့တပူပူတဆာဆာလှုပ်နေပြီငါဘွားဟာနုံနေရကြမဟုတ်တော့ဘူးအမိုက်ပုံတွေကခွေးတေကောင်ပုတ်လို့ဖြစ်လာပြီပေါ့ကွာငါရှန်ကုန်ပြန်ပြီးရီတို့သားမိစီပြန်ဖို့စိတ်ကူးကြည့်ပါသေးတယ် ရန်ကုန်ပြန်မှုစိတ်ကူးရင်ဖြစ်ပါမလားလို့ပေါ့အဲငါအဲ့ဒီလိုစိတ်ကူးလိုက်တာနဲ့မျက်ရည်တွေကျဆင်းလာတာနဲ့တပြန်နေဖြစ်ဖြစ်နေတယ်ကွာနောက်ဆုံးတော့ငါဆုတ်ဖြတ်လိုက်တယ်ကွာရီနဲ့ကလေးတွေကိုငါဘဝတစ်ချောင်းလုံးနှိမ့်ဆက်ခဲ့ပြီးပြီဒါငါအပြစ်ငါရဲ့စိုးမွေတွေကိုငါချက်ဆိုးတဲ့သူဟာဒီဘဝမှာရှိရမှာမဟုတ်ဘူးလို့ဆုတ်ဖြတ်လိုက်ပြီးတော့ရန်ကုန်မှာနောက်ဆုံးကြံခဲ့တဲ့တိုက်တလုံးကိုရောင်းဖို့စီစဉ်လိုက်တယ်အဲ့ဒီတော့ငါငါမင်းကိုတိတ်တရီရတာပေါ့ ငါတိုက်ရောင်းဖို့ကိစ္စမင်းကိုတာဝန်လွှဲဖို့စစ်ကူးရသေးတယ်။ဒါပေမဲ့ဘလို့ဆက်သွယ်ရမယ်မသိတော့ကတာကလူတယောက်ကိုလွတ်ပြီးတော့စီစဉ်ခိုင်းလိုက်ရတယ်ကွာ။ယောဂအခြေအနေကတော့စိုးပေမဲ့စေဖိနိုင်လုံးအားကြည့်တော့တက်နေတယ်ကွာ။ငုံနေတဲ့သဘောပေါ့ကွာ။ဖြစ်မှဖြစ်ရလေတငယ်ချင်းရဲ့။ဘာပဲဖြစ်ဖြစ်ဒီအချိန်ကမင်းရန်ကုန်မှာစိမ်းနာဖို့ကောင်းတယ်ကွာ။တို့စီမသွားချင်ရင်တော့တို့အထဲကတယောက်ယောက်ကိုရှာပြီးတန်တန်မင်းမင်းလှုပ်တင်တာပေါ့ကွာ။မင်းကက မင်းကမသေးကောင်းမပြောက်ကောင်းကွာအေးမင်းပြောတာလည်းဟုတ်ပါတယ်ဒါပေမဲ့အမတ်ပုံထဲရောက်နေတဲ့ခွေးသေးကောင်းပုတ်ကိုဘယ်သူကမှအိမ်ထဲပြန်မသွင်းချင်ဘူးလေကွာအမတ်ပုံထဲကခွေးသေးကောင်းပုတ်ရဲ့လမ်းအဆုံးဟာအမတ်တင်းဆိုင်နဲ့မြစ်ထဲပဲရောက်ရမှာပေါ့ကွာဒါကြောင့်လဲငါလည်းဖြစ်ချင်ရဖြစ်မပြန်တော်ဘူးလို့စောက်ဖြတ်လိုက်တာပဲဒီနောက်တော့တိုက်ရောက်လာလဲအဆင်ပြေသွားတယ်ကွာဝဲသူစစ်တဲ့ဈေးအတိုင်းမှရောက်လိုက်တယ်အဲ့တော့အဆင်ပြေသွားတာပေါ့ တိုင်ရောက်တဲ့ငွေလေးရရောကတာမြို့မှာရှင်းစရာရှိတဲ့ပတ်စံတွေရှင်းပေးလိုက်ပြီးငါပွေခဲ့တော့ငါစပရာထခဲ့တဲ့ကဒူးကနန်းမလေးရှိတဲ့ရွာကိုလိုက်သွားလိုက်တယ်ကွာဟိုကြတော့ကောင်းမလေးကိုအစင်းနဲ့တွေ့ရတယ်သူလဲငါမြင်လိုက်တော့အန်ဟောသားပြီးတော့ငါ့ကိုဖတ်ပြီးတော့ငိုးတာပဲကွာငါလဲမျက်ရည်လေးမထိနိုင်တော့ဘူးသူနဲ့တွေ့တော့ငါအပြော်လောက်တာပဲလေငွေတွေဘာတွေများများဆဆမပေးဘူးပါဘူးငါစီကငွေတွေကိုဒရဟောနိုင်သွားတဲ့ကောင်မတွေကငါနာလုံးဝမကက်တော့တဲ့အချိန်မျိုးမှာ "तू อ่ะငါ့ကိုဖက်ငိုတယ်ဆိုတော့ငါစိတ်တွေမထိန်နိုင်တော့ဘူးလေကွာ။ငါတသက်မှာတော့ဒီတစ်ခေါက်လောက်စိတ်ထိခိုက်တာမျိုးတစ်ခါမှမရှိသေးဘူးကွာ။ तू อ่ะအိမ်တော်မပြုတ်သေးဘူး။သူ့မိဘတွေနဲ့အတူနေတာ။သူ့မိဘတွေကလည်းငါ့ကြည့်ပြီးတော့ရင်ထုမနာဖြစ်နေကြတယ်လေ။အားလည်းပေးကြပါတယ်။ဘာမှမပူနေတဲ့။ဒီယောဂကုဖို့သူတို့ဖုံးကြီးဆရာရှိတယ်ပေါ့။ဘယ်မှလည်းမတော်ဘဲနဲ့သူတို့နဲ့အတူနေပြီးယောဂကုဖို့ပြောရှာတယ်ကွာ။သူတို့ကဒီလိုကောင်းလေ။ငါမှမျက်ရည်မစဲနိုင်လေပဲလေ။ ငါလည်းသူတို့ကိုငွေ9000ထုတ်ပြီးပြီးကြောလိုက်တယ်ကွာ။ငါ့ကိုတည်တဲ့အထိဒီမှာနေပြရစေလို့ခွင့်တောင်းလိုက်တယ်။သူတို့ကငါပေးတဲ့ငွေကိုမြင်ပြီးတော့အဖိုးကြီးရောအဖွားကြီးပါစက်တည်တည်နေကြတယ်ကွာ။ရှင်ဘက်ကလေးတွေဖိပြီးစကားမပြောနိုင်တော့ဘူး။သူတို့သားမိ၃ယောက်လည်းသူတို့အချင်းချင်းပြောလိုက်ဆိုလိုက်ကြတာကွာ။ဘာတွေပြောမဲကိုငါလည်းမသိတော့ဘူးကွာ။နောက်ဆုံးငါ့ကိုပြောတာကတော့ဒီငွေတွေကိုသူတို့မယူပြရစေနဲ့တဲ့။ငါစီမှာပဲထားပါတဲ့။စေကူတာတဲ့အခါမှသာလူရင်သုံးပေါ်တဲ့။ငါအတွက်ကတော့သူတို့ပဲ တာဝန်ယူပါမယ်တဲ့စားဖို့ကတော့သူတို့စားသလိုစားရမယ်တဲ့သူတို့လိုမစားနိုင်ရင်ကိုဟါကိုတိုက်တယ်လို့ဝဲချမ်းပြီးစားဖို့လည်းပြောကြတယ်ကွာငါကလည်းယူထားဖို့ပြောရတယ်ငါမှငွေရှိတဲ့အကြောင်းသူတို့တမီးဟာငါမိမပဲသူတို့လည်းအဖေမေပဲဒီငွေတွေကိုမယူရင်လည်းဒီမှာမနေပဲနဲ့တားတော့မယ်အကြောင်းပြောတော့မှမယူချင်းယူချင်းယူကြတယ်ကွာဒါတော့ဘာလို့ကြတယ်လဲဆိုတော့ငါပေးတဲ့ငွေတွေကိုပုံထဲကထည့်ပြီးတော့နောက်ဖေးချန်တာမှမြုပ်ထားကြတယ်ကွာအဲ့ဒီငွေတွေမြုပ်ထားတော့ငါ့ကိုလည်း ဒါပါလေခေါ်သွားတယ်ကွဂဒုကနန်းတွေဟာအဲ့ဒီလောက်ရိုးကြတယ်တငယ်ချင်းရဲ့နောက်တနေ့မနေ့ကျတော့မိုးတောင်မလင်းသေးဘူးသူတို့အိမ်ဝိုင်းကလေးထဲမှာအိမ်ကလေးတလုံးစောက်နေကြပြီလေအိမ်ကဖြစ်ကလက်စမ်းစောက်တာမဟုတ်ဘူးကွတက်တက်ရရကလေးစောက်ထားတာကွအိမ်လဲပြီးရောသူတို့ထုံးစံအတိုင်းနတ်ပွဲတွေဘာတွေပေးပြီးသူတို့သမီးနဲ့ငါ့ကိုအဲ့ဒီအိမ်ပေါ်တင်လိုက်ကြတယ်ကွငါကတော့တော်တော်ကလေးဝမ်းသာသွားတာပေါ့ငါကောင်းချဖို့နေရာရပြီမလားငါယောဂအတွက်ပြန်ကောင်းဖို့လုံးဝမစင်စားတော့ဘူး တေဖို့အချိန်ကိုသာငါစောင့်နေခရပြီလေအဲ့ဒီနောက်တော့တဏီကုံဘဲမှလည်းသွားစရာမရှိငါအချိန်ကြီးကလည်းရရဲလျှောက်သွားလို့မဖြစ်ဒီတော့တဏီကုံတဏီခိုင်းကြက်သားကျော်နဲ့အရက်ပဲဖိတောက်နေခဲ့တယ်ကွာကောင်မလေးကလည်းမယုံမရှာငါ့ကိုပြုစုရှာတယ်။အိုးကုံကုံပြောမယ်ကွာ။အိတ်တာတော့ငါနဲ့အတူတူဖက်အိတ်တာကွာ။သုံးရက်လောက်နေတော့အဖိုးကြီးကဖုန်ကြီးပင့်လာတယ်ကွာ။ဖုန်ကြီးကငါနေတဲ့ဘက်ကူးလာပြီးတော့အခြေအနေကိုစမ်းသက်တာပဲ။ အင်ဂျီတွေလုံးကြီးတွေကိုချုပ်ပြီးတကုံလုံးကင်တွေပြီးတိတ်တိတ်ကြကြဆန်းသက်တယ်။ဇောကဖြစ်လာတဲ့ချင်းတွေကိုအကုန်မေးတယ်ကွာ။နောက်ဆုံးတော့ဖုန်းကြီးကပြောတယ်။သူပြောတဲ့အတိုင်းလိုက်နိုင်ရင်ငါယောဂ6လအတွင်းပျောက်ကင်းအောင်ကုပေးဖို့တောင်းဝင်ယူမဲ့အကြောင်းဂရိပေးတယ်ကွာ။ကုတာကအခါချင်းငွေလည်းမလိုချင်ဘူးတဲ့။စေဝါဝယ်ဖို့သာငါကတောင်းဝင်ယူရမယ်လို့အမိန့်ရှိတယ်ကွာ။ငါလည်းပြန်လျှောက်လိုက်တယ်။အရှင်ဖေယားတပည့်တော်ယောဂဟာတကယ်ပဲ6လအတွင်းပျောက်နိုင်ပါမလား။တပည့်တော်မထင်ဘူးလို့ရှောက်တော်ဖုန်းကြီးက ကောက်မီတကားတကားပထမ3လကုတီလိုက်ယောဂတဝက်မညိုးရင်ဆက်မကုနဲ့တဲ့ကျုပ်ကဒီပညာကိုသင်ထားတာဂတိကဝုန်နဲ့သင်ထားတာတဲ့ကုသမှုရဲ့အတွက်လုံးဝငွေမယူပါဘူးတဲ့ဒီယောဂခန်းစားနေရတဲ့ပုံကိုယ်တွေတွေ့ရင် တိုက်ဆန်လို့ကျုပ်စီခေါ်လာရင်အယုတ်အလက်မြတ်မြွေကုသပေးမယ်ဆိုတဲ့ဂတိတလုံးကိုကျိန်စာအထိုးခံပြီးသင်ခဲ့တာကွာအခုတကလည်းကျုပ်နဲ့တိုက်ဆန်လို့တွေ့တာပဲယောဂက မျိုးရိုးယောဂမဟုတ်ဘူးဝိနာကန္တာမဟုတ်ဘူးဒါကြောင့်မလို့ကြုတ်ပြောက်သွားမယ်လို့ဂရိပေးရပဲကွာမှန်ပါဗျာကျင်းနဲ့အားရလာပါတယ်ဖျားတပည့်တော်ဘာတွေလိုက်နိုင်ရမယ်ဆိုတာအမိန့်ရှိပါဖျားလို့ရှောက်လိုက်လေတော့တယ်ကိုခမအူပြောပြနေသေးမှာစိတ်ဝင်စားစရာကောင်းလာတယ်တကယ်အဖြစ်ဖြစ်ဖြစ်တော့လဲစိတ်ကူးရင်ဇလန်းများလားလို့ထင်ရလောက်အောင်ပဲရောက်စားကလေးကနှစ်ယောက်သားစကားပြောနေကြနေသေးမှာစေနာကြီးခွဲသည့်တိုင်အောင်ပေါ်ပြရတဲ့နေရာတို့သာရောက်သေးတယ် ။ထမင်းစားချိန်နဲ့ရောက်ပြီးဖြစ်တာကြောင့်ဇကဝိုင်းကိုခဏဖြက်လိုက်ရတယ်။ထမင်းစားရင်မှတော့အီဇလန်ကိုမဆက်ပဲတငယ်ချင်းအပေါင်းတင်အကြောင်းကိုပြောကြဆိုကြရင်းနဲ့ငငယ်ကအကြောင်းများကိုစံပုတ်ပြန်ရင်ထမင်းမြေစေးဖော်ကြတယ်။ရှေးအောင်နှောင်းပြများပြော၍ငငယ်ကပေတီခက်ပုံများပြန်ပြောင်းပြောရဲ့အရာတာမှာစိတ်နေခန္ဓာကိုနှုတ်ပြသွားစေရင်သာမကမိတိပျော်ရွှင်မှုနဲ့မှမတူပဲပျော်ရွှင်မှုမျိုးကိုခံစားရပါတယ်။ခမအူးရဲ့ငယ်ချင်းကလေးများကလည်း အပြည့်အဝပြန်ပေါ်လာခဲ့တယ်။ငါလည်းနေ့စဉ်နဲ့အမျှအကျဉ်းထောင်တွေရောက်နေခဲ့တာ။ဒီနေ့မှပဲလွတ်တော်တဲ့တငယ်ချင်းရဲ့လို့ဖွင့်ဟပြောရှာတဲ့အထိပါ။ထမင်းစားအချိုတဲရင်ချိုချင်းပြင်းတဲ့ပြည်ပရောင်ဒူယာစပယ်ရှယ်တယောက်တလေးစီဖြစ်ငယ်စဉ်ဘဝကိုပြန်ပြောင်းတွင်းနေစဉ်သူ့ရဲ့ကာကြီးအိမ်ရှိသူထိုးဆိုင်လာခဲ့တယ်။ကောင်းမောင်းသူကပေးလာတဲ့စာကိုဖတ်ရင်ခမောင်ဦးမှာဒေါပွားသွားပါတယ်။တရက်တလေစိတ်နဲ့နေရမလားလို့ထွက်လာပါတယ်ကွာ အလုတ်ကဆုတ်လာပြန်ပြီတငယ်ချင်းရပုဂ္ဂိုလ်ကြီးတယောက်အိမ်ရောက်နေလို့လာခေါ်တာပဲလိုက်သွားရအောင်မေတငယ်ချင်းရနောက်မှဆက်ကြတာပေါ့ဟာနေအောင်နေအောင်ဒီလိုလို့မင်းခွင့်၅ရက်လောက်ယူလို့ရမလားရပါတယ်ကိစ္စဆိုးပါအောင်ကွာလာမယ့်တင်းကုနေနေမန္တလေးသွားမယ်ကွာအဲ့ဒါမင်းငါနဲ့တူတူလိုက်ခဲ့ကွာမင်းရဲ့အတွက်ငါအားလုံးတက်ကခံမယ်ဘယ်နဲ့လဲကွာလိုက်မလားမင်းတယောက်ထဲလားဒါပေါ့ကွာတားပြစ်တစ်ဘက်ခါမင်းစီဖုံးဆက်လိုက်မယ်ကွာ လိုက်ဖြစ်အောင်တော့ငါစူးစမ်းမယ်ကွာအေးဖုံးဆက်လိုက်တငယ်ချင်းငါအားလုံးစင်စင်လိုက်မယ်ဟုတ်လားโอเคငါသွားလိုက်အောင်မယ်နော်ပြောပြောဆိုဆိုနှုတ်ဆက်ပြန်သွားလေတော့တယ်တကယ်တော့သူ့ဘဝကတနာစရာမလွတ်မလပ်ပါမနဲ့တမနဲ့လုံးငယ်မူပြန်သွေးရတဲ့အကြောင်းဖြစ်ပြောပြောရွှင်ရွှင်ဖြစ်နေစင်မှာအိန္ဒီတခွဲ့တာနဲ့ဘိုးတော်ပြန်လို့ရပြီအောင်တော့မယ်စပိုးရှက်နဲ့ဘောင်းမီရှုပ်၍မှိုင်းညွညွယောဂီအယောင်လဲပြီးဟောရပြောရလို့ရအောင်မယ် တို့ရှူတော့ကတော့အပျော်အဟော်ဒါမှမဟုတ်အကြမ်းမြင်ပေါ့ကျွန်တော်တို့လူပြင်းရှူတော့ကတော့အဖြစ်ဖြစ်ပေါ့မိတုပ်ပင်ဖြစ်စေခမောင်းဦးမှာအီဆက်ညံ့ညော့တဲ့ကုရှင်ပေါ်ထိုင်ရင်ပုဂ္ဂိုလ်ကြီးကိုဘာတွေပြောရမလဲလို့စဉ်းစားသွားလိမ့်မလားမသိပေကျွန်တော်မှမစုံသေးတော့သူ့ဘဝဇာတ်ကြောင့်ကိုပြန်လဲစဉ်းစားရင်ကံတရားကိုပို၍ယုံကြည်လာခဲ့တယ်အကြောင်းအကျိုးတရားကိုလူချင်းလက်ခံမိတယ်ဗုဒ္ဓရဲ့အဆုံးအမများကိုပို၍လေးစားလာမိတယ် အတွေးစင်များတွင်နှင်းမျောနေစဉ်ပကခအတွင်းမှတောင်းငယ်ရင်ငူတန်ကအတွေးစင်များကိုဖျက်ပြစ်လိုက်ရပါတယ်။ဘိုးတော်ကင်းကပုဂ္ဂိုလ်ကြီးကိုဟောပြောနေတဲ့အချိန်မှာတန်တော်ကတောင်းငယ်လေးကိုတေးစုချော့မြူနေရတယ်။သူလဲလူသားတို့အတွက်အလုလုချင်းကျွန်တော်လဲလူသားတို့အတွက်အလုလုချင်းအလုသဘောတူညီတော့လဲအခြေခံကမတူညီပါ။သူကလူလားမြောက်ပြီးလူများထက်ပို၍ကြီးမြင့်အောင်သူနီးသူဟန်ပြေလှုပ်ပေးနေတယ်။ကျွန်တော်ကလူလားမမြောက်သေးတဲ့တောင်းဝယ်ရဲ့အတွက် လူလားမြောင်ပြုစုပြူထောင်ပေးနေရတယ်ဒါပေမဲ့ကျွန်တော်သားငယ်လူလားမြောင်ချိန်မှာဘိုးတော်အတူရောက်နေမရှိပြရစီနေကျွန်တော်သားတည်လေပြိတ္တများရှင်ဒီကနေ့မှာတင်ဆက်ပေးခဲ့တဲ့ဘိုးတော်ကင်းဆိုတဲ့ဇလန်လေးရဲ့အပိုင်းရှိကတော့ဒီညမှာနေပြီးဆုံးပါပြီနောက်ရက်များပါလေကျမတို့ရဲ့ channel ကနေဒီလိုဇလန်လေးကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ပြိတ္တများကဆက်လက်ဆောင်မြောကြည့်ရှုအားပေးကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင် ဒီကနေ့မှနားဆင်အပိတ်ခဲ့ကြတဲ့ပြည်သက်တအူးချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်